မင်္ဂလာပါရှင်အော်တိုဘားလ18ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝက်မှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစုစည်းတင်ဆက်ပေးလိုက်ပါရရှင်အရင်ဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရရှင်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲရဲ့ရလကယုံကြည်ခြင်းစရာမရှိနိုင်ဘူးလို့ဥရောပသမဂ္ဂ EU ရဲ့လူအခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကပြောလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကယုံကြည်ခြင်းစရာအကြောင်းမရှိလို့ EU ကလည်းလေလာဆောက်ကြည့်အဖွဲ့တွေဆေးလွတ်မှာမဟုတ်ကြောင်းအထူးကိုယ်စားလှယ်ကမှတ်ချက်ပေးခဲ့တာပါ ဒီဇင်ဘာလကွန်ပိုင်းကစပြီးအပိုင်းလိုက်ကျင်းပမယ်လို့စစ်ကောင်စီကြေညာထားတဲ့ရွေးကောက်ပွဲဟာဖြောင့်မတ်မှုမရှိနိုင်ကြောင်းကြကြဲပြန့်ပြန့်ဝေဖန်ခံနေရပါတယ်။အနောက်နိုင်ငံအများအပြားကလည်းအဲ့ဒီရွေးကောက်ပွဲရဲ့အစ်မှန်မှုအပေါ်မယုံကြည်ကြောင်းပြောကြားထားပါတယ်။ရွေးကောက်ပွဲတစ်ခုရဲ့အခြေခံအကြောင်းဆုံးလိုအပ်ချက်တွေဖြစ်တဲ့လွတ်လပ်မှုမျှတမှုတွေကမြမရွေးကောက်ပွဲစံနှုန်းတွေနဲ့ဘလို့မှအကန့်ညီမှုမရှိဘူးလို့ဝေဖန်ခဲ့တာပါ။ဒီတော့ရလကဘလို့ထက်ထွက်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကအမြင်သားတဲ့အပြောင်းအလဲတွေပေါ်လာစေမှာမဟုတ်ကြောင်း EU အထူးကစလဲကဆိုပါတယ်အဲ့ဒီရွေးကောက်ပွဲမျိုးကိုတော့အစစ်အာဏာပိုင်တွေကစပွန်ဆာပေးထားတာမျိုးပဲဖြစ်တယ်လို့သတ်မှတ်ကြောင်းအဲ့ဒီလိုရွေးကောက်ပွဲမျိုးကိုတော့အစစ်အာဏာပိုင်တွေကစပွန်ဆာပေးထားတာမျိုးပဲဖြစ်တယ်လို့သတ်မှတ်ကြောင်းအဲ့ဒီလိုရွေးကောက်ပွဲမျိုးကနေထွက်လာတဲ့ရလကလည်းတခုတည်းရှိကြောင်း EU အထူးကစလဲကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမီဒီယာတချို့နဲ့တွေ့ဆုံချိန်မှာပြောသွားခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကိုအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့လေလာစောင့်ကြည့်ရေးအဖွဲ့တွေလာရောက်လိမ့်မယ်လို့ကြေညာထားပေမဲ့ အာဆီယံဥက္ကဋ္ဌမလေးရှားကတော့အဒီကိစ္စကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့မညှိနှိုင်းရသေးသလိုလေလာစောက်ကြီးအဖွဲ့တွေဆင်လွတ်ဖို့ဆိုတာကလည်းဖြစ်မလာနိုင်တော့ဘူးလို့တုံ့ပြန်ထားပါတယ်၂၀21ခုနှစ်မှာအာနာသိမ်းခဲ့တဲ့စစ်ကောင်စီဟာနိုင်ငံအနှက်ကလက်နက်ကန်ခုခံစစ်ပွဲတွေကြောင့်ရုန်းကန်နေရသလိုရွေးကောက်ပွဲကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်မှာမဟုတ်ကြောင်းဝန်ခံထားပါတယ်ရှင်မန္တလေးမြို့မှာရဲယူနီဖောင်းဝတ်နဲ့ရဲစခန်းအနီးမှာစိုင်းကယ်လွတ်ရွတ်သွားတယ်လို့မြို့ကန်တချို့ကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာ14ရက်မနက်ပိုင်းက မန္တလေးမြို့64 65လမ်းကြား115လမ်းပြည်ကြီးတကောမြို့နယ်ရဲ့ရဲစခန်းအနီးမှာအမျိုးသားတယောက်မောင်းနေလာတဲ့ဆိုင်ကယ်ကိုရဲယူနီဖောင်းဝတ်ထားတဲ့အမျိုးသားနှစ်ယောက်နဲ့လွယ်အိတ်ဆလွယ်တိုင်းပြီးရှာတော့အထုတ်ဆောင်းလာတဲ့အမျိုးသား၃ယောက်တို့ကလိုက်လံလူရက်ခဲ့တာလို့သိရပါတယ်။ရဲယူနီဖောင်းဝတ်ထားသူတွေကဆိုင်ကယ်ဟာမင်းညားကပျောက်လို့တိုင်ထားတဲ့ဆိုင်ကယ်ဆိုပြီးယူသွားတာဖြစ်ပါတယ်။အဲ့ဒီနောက်ရဲစခန်းမှာလိုက်ရှင်းဖို့ပြောတယ်ဆိုပြီးလဲဆိုင်ကယ်ပိုင်ရှင်တဲ့နိစက်သူတို့ကပြောပါတယ်။ဆိုင်ကယ်ပိုင်ရှင်ကရဲစခန်းတွေကိုလိုက်လံစုံစမ်းခဲ့ပေမဲ့ ဘယ်ရက်စကန်ကမှအဆိုင်ကယ်မသိမ်းယူခဲ့ဘူးလို့သာပြောတယ်လို့ဆိုပါတယ်၂၀23ခုနှစ်ကလည်းမန္တလေးမြို့အောင်မြေသားဇံမြို့နယ်မှာအခုလိုရဲယူနီဖောင်းဝတ်နဲ့လူရဲမှုတွေဖြစ်ခဲ့ပါသေးတယ်အဲ့ဒီတုန်းကလူရဲမှုတွေကိုပသိမ်ကြီးမြို့မှာရဲစကန်ကနေထင်းခေါင်းဆောင်ကဥဆောင်ကျူးလွန်ခဲ့တာဆိုပြီးရဲစကန်တစ်ခုလုံးကိုစစ်တပ်ကအညာပိုင်းမှာဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်ဒီလောက်ပိုင်းအတွင်းမှာမန္တလေးမြို့မှာပြစ်စောဒီတွေတောင်းကျနေပြီးညဘက်မှာသွာလာသူတွေစီကနေတပ်ဆိုင်ရာကလို့ပြောပြီးဖုန်းလိုရတာနဲ့ ငွေကြေးတောင်းခံတာတွေလည်းဆက်တိုက်ဖြစ်နေတယ်လို့မြို့ခံတွေကပြောပြပါတယ်ရှင်။မန္တလေးတိုင်းမြင်းချက်ခရိုင်ပေါကောက်ဖားရဲ့အချုပ်ခန်းကနေအချုပ်သားအယောက်30နီးပါးကလက်နက်တချို့အယူဆောင်ကထွက်ပြေးမှုဖြစ်ပွားခဲ့ပြီးရှစ်ယောက်ကိုပြန်လည်ဖမ်းမိထားတယ်လို့သတင်းရရှိပါတယ်။အော်တိုဗာလာ16ရက်မနေ့ကမြင်းချက်ခရိုင်ပေါကောက်ဖားရဲ့အချုပ်ခန်းကနေအချုပ်သားအယောက်30ခန်းဟောတနက်တွင်ယူပြီးထွက်ပြေးသွားကြောင်းမြင်းချက်လူလူလှုပ်ရှားမှုကော်မတီကအတည်ပြုထားပါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့အချုပ်သားတွေတဲက အမျိုးသား9ယောက်နဲ့အမျိုးသမီး1ယောက် စုစုပေါင်း10ယောက်ကို AK တလက်ပစ္စတိုတလက်ဂါပိုင်တလက်ဓားရှိတချောင်းစတဲ့လက်နက်တွေနဲ့အတူပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်ဘလို့အချုပ်သားတွေလဲဆိုတာမသိရကြောင်းနဲ့ဖမ်းပြီးတခါတည်းတက်ဆိုင်ရာကိုအလိုက်တယ်လို့ကိုသက်ကြီးကဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြင်းချက်ခရိုင်ပကပကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီးလက်တလုံးမှာတော့အဆက်အသွယ်လို့မရသေးပါဘူးတော်လိုင်းရဲ့အားကောင်းတဲ့မြင်းချက်မျိုးနဲ့မှစစ်ကောင်စီတက်ဟာ မြေပြင်ကနေစစ်ကြောင်းထိုးမိချိုတာတွေပြုတ်လုံနေပြီးပြီးခဲ့တဲ့စက်တင်ဘာ29ရက်ကလည်းမြင်းချမ်းမြို့နယ်ညောင်ပင်ရွာကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့လို့အသက်65နှစ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့အသက်40အရွယ်သားတစ်ယောက်တို့သေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။သခိုင်းတိုင်းကမ်ဘလူမြို့နယ်ရွှေဘိုမြေကျင်းသားလမ်းပေါ်ကစစ်ကောင်စီဂိတ်တခုဟာကထိန်ခင်းပေါ်လာတဲ့လင်မယောကိုဖမ်းဆီးပြီးပစ္စည်းတွေလူရက်ကအမျိုးသမီးကိုအထမပြုတ်ချက်တပ်ဖြတ်သွားတယ်လို့ကမ်ဘလူခရိုင်အမှတ်3 PDF တိုင်ရင်ကထုတ်ပြန်ပါတယ်။အော်တိုဘာ16ရက်မနေ့မနက်9:00ခန်းက ရှေဘုံမြကျင်းသားလမ်းပိုင်းပေါ်ကစပယ်နေသားပြူစောဒီအထိုင်စကန်ကစစ်အုပ်စုဟာဂေါလဲမြို့နယ်ညောင်ကုန်းကြီးရွာကနေဒဇယ်နှစ်ဘက်ကိုကထိန်ခင်းမှုသွားတဲ့ဦးကျော်မျိုးနဲ့ဇနီးဖြစ်သူတို့ကိုဖမ်းဆီးခဲ့တာလို့သိရတာပါ။အဲ့ဒီနောက်ဇနီးမောင်နှမပါလာတဲ့စွဲသေးပါရွှေစွဲကျိုးနှစ်ကုံ၊ရွှေတကြက်သားရွှေအခဲတစ်ခဲ၊ငကတ်တရံလက်ကောက်တစ်ကွင်းစုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသား9တိန်ဖုန်း3လုံးစံငယ်စည်းတို့ကိုယူဆောင်သွားတယ်လို့ဆိုပါရယ်။ဒါ့အပြင်ဇနီးဖြစ်သူကိုပါအထမပြုကျင့်ပြီးတပ်ဖြတ်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့အမျိုးသားဖြစ်သူကထွက်ဆိုထားကြောင်းကံဘလူခရိုင်အမှတ်3 PDF တရင်ကအတည်ပြုထားတာပါအော်တိုဘာ7ရက်ကလည်းအဲ့ဒီဇပန်နသားပြူစောတီအထိုင်းစကန်ကအစိုးစုတွေကရှေဘုံမြို့ကနေတနိုင်းဘက်ကိုတက်လာတဲ့အန်ဆာရုံးကတစည်းပေါ်မှာပါလာတဲ့လူငယ်9ယောက်ကိုဘော်ဒါဆွဲဖမ်းဆီးသွားတယ်လို့ကံဘလူခရိုင်အမှတ်3 PDF တရင်ကအတည်ပြုထားတာပါဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကံဘလူခရိုင်အမှတ်3 PDF တရင်ကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ ကမ်ဘလူနယ်ကအမေပြန်တရင်တွေကိုဖော်ပြနေတဲ့ Infinity Group စာမျက်နှာကတော့ကမ်ဘလူနယ်ကိုဖျက်မယ်ဆိုရင်ဘျူဟာလန်အသွင်ပြတဲ့ခရီးသွားတွေခရီးဆိုင်ကြဖို့နဲ့ဘျူဟာလန်ကျောင်းမှာရေကြီးဦးကနေဇပယ်နတာထိတကြောလုံးစစ်အုပ်စုထိုင်ထားတာကြောင့်ဂါဒစီတဲ့ဖြတ်တန်းသွားလာတာထက်ဂါအဖော်တွေနဲ့ခရီးဆက်ကြဖို့အတိပေးထားပါတယ်ခရီးသွားပြည်သူတွေအနေနဲ့ခရီးသွားလာရမှာစစ်ကောင်စီတက်စကန်တွေရှိတဲ့နေရာတွေကိုတတိပြုရှောင်ရှားသွားလာကြဖို့ကမ်ဘလူခရိုင်အမှတ်3 PDF တင်ရင်ကအတိပေးထားပါတယ်ရှင်ပြည်ရင်းသတင်းတွေနားဆင်လို့ပြီးမှာတော့ နိုင်ငံတကာသတင်းတွေကိုလည်းဆက်ပြီးရှုစားရမှာပါ။ထိုင်းကမ်ဘောဒီးယားနေဆက်မှာတိဆောက်သွားမဲ့လုံခြုံရေး CEO ရဲ့ဒီဇိုင်းကိုထိုင်းစစ်တပ်ကထုတ်ပြန်ပြသခဲ့ပါတယ်။အရှိတောင်အာရှအင်းလီဂျင်နှစ်နိုင်ငံကြားမှာဇူလိုင်လကုန်ပိုင်းကလူရေဒါစင်နဲ့ချီသေဆုံးခဲ့ရတဲ့စစ်ရေးပရိပခပြီးတဲ့နောက်ထိုင်းကနေဆက်မှာ CEO ကာရင်တိဆောက်မဲ့စီမံကိန်းကိုရေးဆွဲခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်ကတိဆောက်ဖို့ရည်ရွယ်ထားတဲ့ CEO ကစက်တပေအမြင်ရှိပြီးအောက်ပိုင်းကတော့ကွန်ကရစ်တံတိုင်းဖြစ်မှာပါ။အဲ့ဒီအပေါ်ကနေတမနီ CEO ကပြီး အမြင့်ဆုံးမှာတော့တန်ဆူးကျိုးဂွေတွေတက်ဆင်ထားမှာဖြစ်ပါတယ်။ရည်ရွယ်ချက်ရှိရှိချိုးဖောက်ဖြက်စည်းတဲ့လုပ်ရက်တွေကိုခံနိုင်ရရှိအောင်လဲစီယိုကိုတေးချတစားရေးဆွဲထားတယ်လို့ဆိုပါတယ်။တွေ့တက်တာအောက်ခြေကနေလှိုင်းကောင်းတူပြီးဝင်းဒါတွေလှုပ်ဖို့မလွယ်အောင်ပါစီမံထားတယ်လို့သိရတာပါ။ဒီတိုင်းကိုဘလောက်ရှိအောင်တိဆောက်မှာလဲပြီးတော့ကုန်ကြစရိတ်ကဘလောက်ရှိမလဲဆိုတာတွေကိုတော့တီတီကြကြမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စီယိုကြီးတက်တက်အတွက်မိုင်ဝက်ကိုဘတ်9.36တန်းကုန်ကြနိုင်ပြီး စီယိုတလျှောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကင်းလှည့်နိုင်မဲ့မြေသားလမ်းပေါ်ဖောက်မယ်ဆိုရင်1ကီလိုမီတာအတွက်ဘတ်8.6တန်းထိကျတဲ့နိုင်တယ်လို့တချို့မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ကတော့မိုင်490ရှိပါတယ်။တတိုင်းတိဆောက်မှုပထမအဆင့်ကနယ်ကြားမှတ်တိုင်းအမှတ်52နဲ့59ကြားက9မိုင်အရှိမှာအစပြုမယ်လို့သိရပါတယ်။နယ်စပ်တတိုင်းတိဆောက်ရေးကိစ္စကိုထိုင်းစစ်တပ်ကအဆိုပြုခဲ့တဲ့နောက်အမျိုးသားလုံခြုံရေးကောင်စီကအောက်တိုဘာ2ရက်နေ့မှာထောက်ခံအတည်ပြုပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိမ်ကြားဖြန့်ဂိုင်းတွေကိုတက်ဖြည့်ရေးမှာအာဆီယံစီကနေပူးပေါင်းကူညီမှုကိုတောင်ကိုရီးယားကလိုလားနေပါတယ်။တောင်ကိုရီးယားသမ္မတလီဂျီမြောင်ကဒီကိစ္စနဲ့ပတ်သက်ပြီးမလေးရှားမှာကျင်းပမယ့်အာဆီယံထိပ်သီးစည်းဝေးတက်ရောက်ချိန်မှာအလေးပေးပြောဆိုဆွေးနွေးဖို့စီစဉ်ထားတယ်လို့လည်းသိရတာပါ။ကမ္ဘောဒီးယားခြေစိုက်ကြားဖြန့်ဂိုင်းတွေကပြည်တွင်းနဲ့ရှေ့တောင်အာရှဒေသအနှံ့ပြားမှာရှိနေတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးငွေကြေးလိမ်လည်တာတွေလူမောင်ခိုကူးတာတွေကြဲကြဲပြင်းပြကျူးလွန်လာနေတဲ့အပေါ် တောင်ကိုရီးယားကအထူးစိုးရိမ်နေတာဖြစ်ပါတယ်။တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးရဲ့ညွှန်ကြားမှုချုပ်ဝီဆွန်လက်ကတော့အစိုးရအနေနဲ့ဒီပြဿနာကိုတုံ့ပြန်ကင်တွယ်ဖို့အတွက်အာဆီယံပလက်ဖောင်းကိုတုံ့နိုင်ဖို့ရည်ရွယ်ထားကြောင်းအောက်တိုဘာ16ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။အာဆီယံထိပ်သီးညီလာခံဟာနိုင်ငံပေါင်းစုံပူးပေါင်းအကောင့်ထဲဖော်တဲ့စနစ်တစ်ခုဥပမာအာဆီယံရဲလုပ်ငန်းတွေကိုပါထည့်သွင်းနိုင်တဲ့အခင်းအကျင်းမျိုးညှိနှိုင်းဖော်ထုတ်ဖို့အတွက်အကောင်အဆုံအခွင့်အလမ်းဖြစ်လာနိုင်တယ်လို့သူကမှတ်ချက်ပေးသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့အဆိုပြုချက်ကကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်လို့နိုင်ငံတကာရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေပိုပြီးညှင့်တင်နိုင်ရေးကိုဦးတည်မယ်လို့လည်းသိရပါဗျ။ကြားဖြတ်ကိုင်းတွေကတောင်ကိုရီးယားနိုင်ငံသားတွေကိုအလုပ်အကိုင်အတူတွေကန့်လှန့်ပြီးလူမောင်ခိုမှုကျူးလွန်အဲ့ဒီနောက်ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေမှာအာဓမညှဉ်းပန်းနှိပ်စက်ခိုင်းစေနေတဲ့ဖြစ်စဉ်တွေကိုတောင်ကိုရီးယားအစိုးရကအလေးအနက်အာရုံစိုက်လာနေပါဗျ။တောင်ကိုရီးယားကအခုသတင်းပတ်ကုံမှာဒုနိုင်ငံသားရေးဝန်ကြီးကင်ဂျင်အာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း ကမ်ဘောဒီးယားရဲ့မြို့တော်ဖနွမ်းပင်စီဆေးလုပ်ဖို့စီစဉ်ထားပါတယ်။တောင်ကိုရီးယားသမ္မတလီကနိုင်ငံသား60လောက်ပြန်လွတ်လာရေးအတွက်လှုံ့ဆော်ဖို့အမိန့်ပေးထားပြီးအဲ့ဒီကိစ္စအတွက်ကိုယ်စားလှယ်အဖွဲ့ကကမ်ဘောဒီးယားကိုတွားရောက်မှာပါ။2025ခုနှစ်ပထမ၈လအတွင်းကမ်ဘောဒီးယားကိုရောက်နေချိန်မှာတောင်ကိုရီးယားနိုင်ငံသားတွေခြုံနောက်ခံရမှုလူပြောင်းမှုတွေနဲ့ပတ်သက်တဲ့တိုင်ကြားမှုပေါင်း330ကိုလက်ခံရရှိထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။မနစ်ကအလားတူကာလအတွင်းမှာအဲ့ဒီလိုအမှုမျိုးက220ပဲရှိခဲ့လို့ ဒါက90ရာခိုင်နှုန်းတိုးလာတဲ့သဘောပါ။ဩဂတ်လတုန်းကကြားဖြန့်ခိုင်းတွေရဲ့လှည့်စားလူကုန်ကူးခံရပြီးအထမခိုင်းစင်မှုတွေကြောင့်တောင်ကိုရီးယားကောလိပ်ကျောင်းသားတယောက်နှလုံးဖောက်သေဆုံးခဲ့တဲ့ဖြစ်ရပ်ကတောင်ကိုရီးယားမှာအတော်လေးအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။အောက်တိုဘာ15ရက်နေ့မှာတော့တောင်ကိုရီးယားကနိုင်ငံသားတွေလူမောင်ကိုကူးခံရမှာကိုတားဆီးဖို့အတွက်ကမ္ဘောဒီးယားနိုင်ငံပိုင်နဲ့ထဲကနေရာတချို့စီခရီးသွားလာခွင့်ကိုပိတ်ပင်လိုက်ပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနကဘာဗတ်နဲ့ပွိုင်ပတ်မြို့တွေစီ တောင်ကိုရီးယားနိုင်ငံသားတွေသွားရောက်ခွင့်ကိုတားမြစ်ကြောင်းကြေညာခဲ့ပါတယ်ရှင်။ရုရှားရင်းနှံတွေဝဲယူတာကိုရပ်ဆိုင်းတော်မယ်လို့အိန္ဒိယဝန်ကြီးချုပ်နာဒန်ဒရာမိုဒီကသူ့ကိုကတိပေးခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။ဒါပေမဲ့အခုတော့အိန္ဒိယကထရမ့်ပြောတဲ့ကိစ္စသူတို့ဘာမှမသိရပါဘူးလို့အတိလင်းညင်းဆိုလိုက်ပါတယ်။ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ရုရှားအပေါ်အမေရိကန်နဲ့အနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့ရေးယူမှုတွေကျင့်သုံးခဲ့တယ်လို့ရုရှားရဲ့ပြည်ပဝင်ငွေလမ်းကြောင်းဖြစ်တဲ့ ရေနံတင်ပို့မှုတွေကိုလည်းဖြတ်တောက်နိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယကတော့အမေရိကန်နဲ့ဥရောပရဲ့ဖိအားပေးမှုကိုညှင်းဆန်ပြီးရုရှားရေနံကိုဆက်လက်ဝယ်ယူနေခဲ့ပါတယ်။အောက်တိုဘာ15ရက်နေ့မှာတော့ထရမ့်ကဝန်ကြီးချုပ်မိုဒီဟောင်းဖုန်းဆက်ဆွေးနွေးမှုတစ်ခုမှာအိန္ဒိယအနေနဲ့ရုရှားစီကရေနံတွေဈေးတက်တက်တသားနဲ့ဝယ်ယူနေတာကိုရပ်တန့်တော်မယ်လို့သူကကတိပေးခဲ့တယ်ဆိုပြီးလူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။အိန္ဒိယကိုစီယုံနားချပြီးတဲ့အခါမှာတော့ သူကတရုတ်ကိုလည်းအလားတူသိမ်းသွင်းဖို့ဆက်ပြီးအားထုတ်သွားမယ်လို့ထရမ့်ကပြောကြခဲ့ပါသေးတယ်။အိန္ဒိယနဲ့တရုတ်တို့ကရုရှားစီကနေရေနံစိမ်းအများဆုံးဝယ်ယူတင်သွင်းနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါကြောင့်လဲရုရှားရေနံတွေကိုဆက်လက်ဝယ်ယူနေလို့အိန္ဒိယကိုတန်းခတ်တယ်ဆိုပြီးထရမ့်ကအိန္ဒိယသွင်းကုန်တွေအပေါ်အခွန်တိုးမြင့်စီးကြခဲ့ပါသေးတယ်။အိန္ဒိယကရုရှားရေနံကိုဆက်ဝယ်နေတဲ့အပေါ်သူသဘောမကျကြောင်းအခုတော့မိုဒီကနောက်ဆိုရုရှားရေနံကိုမဝယ်တော့ပါဘူးလို့သူစီအာမခံခဲ့ကြောင်း ဒါကကြီးမားတဲ့ခြေလန်းအစားတစ်ခု ဖြစ်ပြီးတရုတ်ကလည်းအဲ့ဒီလိုဖြစ်လာအောင်အမေရိကန်ကဆက်ပြီးတိုက်တွန်းသွားမှာဖြစ်ကြောင်းထရမ့်ကအင်ဖြူရမာသတင်းတောက်တွေကိုပြောခဲ့တာပါဒါပေမဲ့အောက်တိုဘာ16ရက်နေ့မှာတော့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးပြောရေးဆိုခွင့်ရရရှိကထရန့်ပြောတဲ့အကြောင်းအရာကိုအိန္ဒိယဘက်ကဘာမှမသိရပါဘူးလို့ညင်းချက်ထုတ်ခဲ့ပါတယ်။အစောပိုင်းမှာလည်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကအစိုးရအနေနဲ့အဓိကရေနံတင်သွင်းတဲ့နိုင်ငံကြီးစီကနေဆက်ပြီးရေနံတွေဝယ်ယူနေမယ်လို့ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ဆွေးနွေးမှုတွေပြီးမှအိန္ဒိယဟာရုရှားစီကရေနံဝယ်ယူတင်သွင်းတာကို90ရာခိုင်နှုန်းလောက်ထိရှော့ချထားပြီးဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။အောက်တိုဘာ18ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။